မင်းရှင်များအလုံးမင်္ဂလာပါကျွန်တော်ရေစရာလေးတစ်ခုပြောပြမယ်ပေါ့နော်အပါလဲဆိုလို့ရှင်ဒီအကြမဲ့တောင်းကျမ်းသူတွေဖြစ်တဲ့ဒီ KNDF တို့အ PNDF တို့ PLN တို့ပေါ့နော်သူတို့ဖွဲ့တွေကတော့ဟိုထုံးစံအတိုင်းဆိုရှယ်မီဒီယာပေါ်မှာ အမြဲတမ်းအနိုင်ရနေရပေါ့နော်ဆိုရှယ်ဆိုရှယ်မီဒီယာပေါ်မှာအမြဲတမ်းကိုအပြတ်သွင်းနေတယ်ပေါ့နော်အဲ့တော့သူတို့သူတို့ကပဲ ဟိုနိုင်တယ်သူတို့ကပဲအများကြီးဟိုသူတို့ဘယ်လိုပြောရမလဲအမှတ်တွေအများကြီးရယူနိုင်တယ်ပေါ့နော်အဲ့တော့သူတို့သူတို့ဘက်ကအလိုင်းပေါ်မှာအများရနိုင်တယ်အဲ့မဲ့မြေပြီမှာဘာတွေဖြစ်နေရလဲပေါ့နော်အဲ့ဒီတွေတခြားကျွန်တော်နည်းနည်းပြောပြမယ်အဲ့တော့ပြီးခဲ့တဲ့ဒီဆောင်းပြောင်းတိုက်ပွဲဆောင်းပြောင်းတိုက်ပွဲ ဖြစ်ပွားခဲ့တယ်ဆောင်းပြောင်းတိုက်ပွဲမှာဖြစ်သွားခဲ့တယ်နောက်ပြီးကြတော့လွယ်လုံး နော်ဗတ်မင်ကျားအုပ်စုမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်အဲ့တော့စောင်းပြောင်းမတိုင်ခင်ကတော့ကျွန်တော်တို့ကျန်းလေကျန်းကျွဲဆိုတော့ဗတ်မင်ကျားအုပ်စုမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်အဲ့ဒီအချိန်ကာလမှာသူတို့ဖြန့်ဝေခဲ့တဲ့တည်င်းရှိတယ်ကျွန်တော်တို့ဘိုးမျိုးသားတမတော်ပြန်နေကအစိမ့်စစ်ပင်ကတည်နှန်းနေအမတ်စင်တက်ကတည်နှန်းဆင်းတယ်တည်နှန်းဆင်းပြီးတော့မှအဲတိုက်ပွဲဖြစ်တယ်တိုက်ပွဲဖြစ်တဲ့အချိန်မှာသူတို့တည်င်းတွေကတော့ဖြန့်နေပေါ့ဘာဖြန့်လဲဆိုရင်အာ PNA ဘက်ကအစိမ့်စစ်တည်နှန်းနေကိုမလို့ အဲစစ်တင်တန်းဆင်းခဲ့တဲ့သူတွေကအများအပြားသူတို့ကြဆုံးနေဗောတိုက်ပွဲတွေမှာဒီလိုဒီလိုသူတို့ကတရင်နေဖြန့်ဝေတယ်အဲ့တော့တကယ်တမ်းကအဲ့ဒီအချိန်မှာဒီတင်တန်းဆင်းတွေကအနာယူနေတာတင်တန်းဆင်းလို့ပင်ပန်းနေတာအေးစီအနာယူအနာပေးထားတာဘာမှတိုက်ပွဲတွေမှမပါသေးဘူးနော်တိုက်ပွဲတွေမှမပါသေးဘူးဒါတိုက်ပွဲတွေမှာ မပါသေးတော့လည်းပဲသူတို့ရဲ့ social media သတင်းပေါ်တွေမှာအတော့သူတို့ဘာတွေပြောကြလဲဆိုတော့ PNA အစင်းမြစ်စီတင်တန်းစင်းတွေကအတိုက်ပွဲမှာအများဆုံးအများကြီးပါဖြစ်တယ်ငါဖြစ်တယ်ဗောလေဒါအတော့သူတို့အလုပ်နေကြ30အတိုင်းပေါ့အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီကုမလို့စင်းမြစ်စီပင်ကတင်တန်းစင်းတွေကအနာယူနေတာတိုက်ပွဲမှာတော့မပါတယ်ဒါပေမဲ့သူတို့ရဲ့သတင်းမှာကတော့ပါနေအဲ့လိုမျိုးအဲ့တော့ဒါဟာတာဗောနော်အဲ့တော့ ဒီဆောင်းမြောင်းတိုက်ပွဲမှာလည်းမပါသေးဘူး။နောက်ပြီးကျတော့ဗမ်းပင်ကြောက်စုတိုက်ပွဲမှာလည်းမပါသေးဘူး။အဲ့တော့ဘယ်အချိန်မှာတော့ပါလဲဆိုတော့ထီခိုးတိုက်ပွဲမှာဆိုလို့ချင်းစပြီးတော့မှအာလေ့ကျင့်ခန်းဆင်းတာပေါ့နော်။စပြီးတော့မှလေ့ကျင့်ခန်းဆင်းတာ။အဲ့ဒီအချိန်မှာဝင်လိုက်တာ ਨੇ ကျွန်တော်တို့တရေမှာတက်တဲ့အတိုင်းပဲကျွန်တော်ထီခိုးကြရဖက်မှာတတ်ဆွဲခဲ့တဲ့ဒီ၃နှစ် အတော်သိမ်းမှတတ်ဆွဲထားတဲ့ဒီကျမဲ့တောင်းကျမ်းသူတွေကိုတပတ်အတွင်းနော်တပတ်အတွင်းတပတ်အတွင်းကိုဒီကျမဲ့တောင်းကျမ်းသူတွေကို မောင်းထုတ်နိုင်ခဲ့တယ်နော်အဲ့ဒီနေရာတွေဒီပြောရမယ်ဆိုရင်ဗမေကျော်အုပ်စုရဲ့ဆံကားကျော်အုပ်စုရဲ့ပြီးရင်ဆောင်းပြောင်းရဲ့ဒီတကြောလုံးကိုအကုန်လုံးပြန်ပြီးတော့မှထိန်းချုပ်ထားနိုင်ခဲ့တယ်ဒါအခုမှအခုမှဆမလို့အခုမှလက်ကျင်ကန်ဆင်းမလို့ပဲရှိသေးတယ်နော်အဲ့တော့မြေပြင်မှာဘာတွေဖြစ်နေလဲဆိုတော့ မြေပြည်မာဒီကြမ်းမဲ့တောင်းကျမ်းသူတွေကအမြောက်အမြောက်များကြဆုံးနေတာထိခိုက်နေတာတွေဒါအများကြီးရှိတယ်။ဒါကြောင့်မလို့သူတို့သူတို့နောက်ပြန်ဆုတ်ခဲ့တာ။နော်သူတို့အထိနာပြီဆိုလို့ချင်းဆိုရှယ်မီဒီယာပေါ်မှာအမျိုးမျိုးသတင်းဖွာတယ်အမျိုးမျိုးကျွန်တော်တို့ဩမျိုးသားသမတော်ပြင်းနေဧဘက်ကအမားတွေပြန်ပြီးတော့မှအော်သူတို့ရှေ့ပါတယ်ဗောနော်မီဒီယာပေါ်မှာအဲ့တော့မြေပြည်မာကကျွန်တော်တို့ကတိုက်ချင်လို့ကျွန်တော်တို့တိုက်နေတာလည်းမဟုတ်ဘူး။ စစ်သွေးကြွလို့ကျွန်တော်တို့တိုက်နေတာလည်းမဟုတ်เนาะကျွန်တော်တို့ကကိုယ့်ရဲ့နေမြေဧရိယာငိမ့်ချမ်းရေးအတွက်ဒါဟိုပြောမယ်ဆိုရင်ဒီအကြမ်းမဲ့တောင်းကျမ်းသူတွေဝင်ရောက်တဲ့နေရာတိုင်းမှာပြည်သူလူထုတွေကဒုက္ခရောက်တယ်အဲ့တော့ပြည်သူလူထုတွေဒုက္ခရောက်နေတာကိုမကြည့်ရဘူးအဲ့တော့ကိုယ့်ရဲ့နေမြေဒေတာလုံခြုံရေးကိစ္စတွေကိုဆောင်ရွက်ရမယ်ဆိုတဲ့အတိစိတ်ကြောင့် ကျွန်တော်တို့ကြေးရွာအတိုင်းအုပ်စုတိုင်းမှာဘိုးမျိုးသားတပ်မတော် PNA တပ်သားတွေရဲပေါ်နေအများကြီးရှိရဲ။ဒါကြောင့်မလို့ကိုယ့်ရဲ့နေအိမ်ကိစ္စလုံခြုံရေးကိစ္စတွေကိုအဓိကဆောင်ရွက်တာနော်စစ်သွေးကြွတာမဟုတ်ဘူးတိုက်ပွဲကိုတိုက်ချင်လို့တိုက်နေတာလည်းမဟုတ်ဘူးမိုက်လို့တိုက်နေတာလည်းမဟုတ်ဘူးနော်ကိုယ့်ရဲ့ data နေမီဧရိယာငိမ့်ချမ်းဖို့အခုဆိုလို့ရှိရင်ဒီချီခိုးဗမင်ကျောင်းအုပ်စုနဲ့ဆန်ကားကျောင်းအုပ်စုတို့အဆောင်ပြောင်းတို့အဲ့ဒီတဲ့ဂျောတွေမှာ ပြန်လဲထိန်းချုပ်ထားနိုင်တာလဲမရသေးဘူးကျွန်တော်နေမြေတွေကြံသေးတယ်ကျွန်တော်နေမြေတွေကြံသေးတယ်အဲ့တော့ကျွန်တော်နေမြေအားလုံးပြန်ရပြီဆိုလို့ချင်းဒါလဲစီးရင်နဲ့ပတ်သက်တဲ့ကိစ္စတွေကလည်းဒါဟို short thing ချော့ရတော့မယ်အဲ့တော့ကျွန်တော်တို့ပြည်သူလူထုတွေရဲ့ငိမ့်ချိုင်းကိစ္စတွေကိုပဲအဓိကထားပြီးဆောင်ရွက်တာ ဖြစ်ပါတယ်အဲ့တော့မြေပြင်မှာဆိုလို့ချင်းဒီအကြမဲ့တောင်းကျမ်းသူတွေအကြများနေရလဲစိတ်မကောင်းစိတ်မကောင်းဆိုတာသူတို့မှလည်း မပါချင်တော့လဲပါနေရတယ်တချို့ဆိုလို့ချင်းဒီပီလေးရဲ့အထက်မှာဝိမသမင်းစားတဲ့သူတွေလည်းအများကြီးရှိတယ်တချို့ပညာတတ်တွေကတော့ထိုင်းနိုင်ငံတွေပြေးတယ်တခြားနိုင်ငံတွေပြေးကြတယ်အများကြီးပဲပတ်သက်ချမ်းသာတဲ့လူတွေကမရှိတဲ့လူတွေကတော့သမင်းစားရဖို့အရေးပီလေးရဲ့အထက်မှာဝိင်ကြတာလည်းအများကြီးရှိတယ်နော်အခုကျွန်တော်တို့ပိုးတွေထက်မှာဝိင်လာတယ်ဆိုတော့ပိုးတွေတားထက်မှာကျူးကျော်ဝိင်လာတဲ့သူတွေအကုန်လုံးကပိုးတွေတားထက်မှာစောင့်နေကိစ္စတွေအဆင်ပြေတယ်အဲ့တော့ပိုးတွေတားထက်မှာရှိတဲ့ပြည်သူလူထုတွေရဲ့ ပစ္စည်းဥစ္စာတွေခိုးယူတိုက်ယူတာဓမြတိုက်တာဒါအဓိကသူတို့ရဲ့တိုက်ပွဲပဲအာနာရှင်တော်လာရဲ့ကိစ္စဆိုတော့နောက်မှထားသူတို့ရဲ့ဝိုင်းရေးကိစ္စကိုဖြည့်ရှင်းဖို့အတွက်သူတို့ဒါသူတို့ဆောင်ရွက်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အလက်ရှိမြေပြင်မှာဖြစ်နေတဲ့အခြေအနေအားလုံးကိုကျွန်တော်တို့အမြဲတမ်း update ဖြစ်အောင်ကျွန်တော်တင်ဆက်ပေးမှဖြစ်ပါတယ်အခုလက်ရှိကျွန်တော်တို့အသုတေတာ6ပိုးနဲ့မြေထဲမှာ တိုက်ပွဲတွေဖြစ်ပေါ်နေတာလည်းကျွန်တော်တို့ဘူးမျိုးသားတမတော် PNA အနေနဲ့သူတစ်ပါးရဲ့နေမြေတဲကိုကျူးကျော်ဝင်ရောက်တိုက်ခိုက်တာမျိုးမဟုတ်ပဲနဲ့ကိုယ့်ရဲ့နေငွေတည်ငွေအချိုင်းရင်းကိစ္စတွေအတွက်စီးရီးတွေလှုပ်ရှားနေတာဖြစ်ပါတယ်အားလုံးရွတ်ချစ်တင်ပါတယ်